အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ဒီဇင်ဘာ9ရက်နေ့ကမ္ဘာနောက်ဆုံးသတင်းတွေနဲ့ဒီဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်အဒီကအဖြစ်အမေရိကအစုရကိုမြန်မာနိုင်ငံသားအဖွဲ့တွင်ကတရားဆွေးမယ်ပေါ့နော်အစုရတရားဒီ Federal Court မှာပေါ့နော်တရားဆွေးဆွေးမလို့သတင်းတွေထွက်လာကြတယ်ဆိုတော့ဘသူကဦးဆောင်မှာလဲနော်ဘယ်လိုမျိုးတရားဆွေးမှာလဲဘာတို့တရားဆွေးတာလဲအောင်မြင်မှုရှိမယ်ဆိုရင်တော့ ဘယ်လိုမျိုးအောင်မြင်မှုရှိနိုင်ခြေရှိလဲဒီတရားဆွေးမှုကတကယ်ပဲအောင်မြင်မှုဖြစ်နိုင်ခြေကအလားအလာရှိသလားအစသဖြင့်ကျွန်တော်တို့ဒီနေ့ဆွေးနွေးတော့မှာဖြစ်ပါတယ်ဆိုတော့ပထမဦးဆုံးကျွန်တော်တို့ရဲ့ topic ကတော့ Trump အစိုးရကိုအမေရိကရောက်မြန်မာအဖွဲ့တွေကတရားဆွေးမယ်တဲ့ဒီ Trump အစိုးရနည်းပြီးတော့ USCIS ပဲပေါ့နော်ဒီနှစ်ခုကိုပေါင်းပြီးမှပဲ Federal Court မှာ ဒီ Federal Court မှာဒီဘ ഹു စုရတရားရုံးမှာပေါ့နော်တရားဆွေးမယ်ဆိုမှတရင်တွေထွက်လာပါတယ်ဆိုတော့ဒီအဓိကက Trump ရဲ့ TPS ရဲ့ Asylum Seeker ပိတ်ပြီးပိတ်ပြီးနောက်ပိုင်းမှာပဲကျွန်တော်မြန်မာနိုင်ငံသားတော်တော်များများကလည်းထိခိုက်နေတာမျိုးရှိနေတယ်ပေါ့ဗျာဆိုတော့ဒီ TPS တို့ Asylum Seeker တို့ပိတ်တာကဘယ်သူလဲဆိုတော့ USCIS ကပိတ်ထားပါ Donald Trump မဟုတ်ဘင်းနဲ့ USCIS ပေါ့နော်ဒီလူဝင်မှုချစ်ချက်မှု ပိုင်းဆိုင်ရမှာပေါ့နော် US citizenship နဲ့ဒီ immigration နဲ့ပတ်သက်ပြီးမှ immigration service ပေါ့နော်အဲ့ဒီယုံကပဲ asylum seeker တို့ TPS တို့ကိုပိတ်သွားတာပါအဲဒေါ်နယ်ထရမ့်ကလည်းဒီ Trump အစုအယကလည်းအဲ့ဒါကို back up လုပ်တာပေါ့နော်ဆိုတော့နှစ်ခုစလုံး Trump အစုအယရဲ့ USCIS ရဲ့နှစ်ခုစလုံးကို federal court မှာတရားစွဲမယ်ဆိုမှထွက်လာပါတယ်အဲ့ဒီတရားစွဲမဲ့အဖွဲ့အစည်းမှာဦးဆောင်သူကကျွန်တော်မြန်မာနိုင်ငံကအဖွဲ့အစည်းတွေဖြစ်မယ် မြန်မာစင်တာပေါ့အမေရိကမှာမြန်မာစင်တာဆိုတဲ့အဖွဲ့အစည်းရှိတယ်အဲ့ဒီမြန်မာစင်တာရဲ့ဥက္ကဋ္ဌဦးရဲမင်းမူဆိုတဲ့လူကဦးဆောင်ပြီးမှပဲတရားဆွေးတော်မှာဖြစ်ပါတယ်ဒီကိစ္စကကြီးစုသူမေဆွေတော်တော်များများကတရှိနားလီပြီးသားဖြစ်နေမယ်ထင်တယ်တော်တော်များများကတော့ယဉ်နိမိသားဖြစ်နေမယ်ဒါပေမဲ့စာဖတ်စာမဖတ်ခြင်းနဲ့ပြစ်တတ်ပေါ့စာဖတ်ခြင်းနဲ့ပြစ်တတ်တွေတဖန်ပြန်နေပြီးမှကျွန်တော်က sharing ပြန်လုပ်တာပါ ကြီးစုသူမိတ်ဆွေအလုံးကတော့ယဉ်နင်းပြီးသားတရှိပြီးသားဖြစ်ချင်းဖြစ်ပါလိမ့်မယ်ပေါ့နော်ဆိုတော့ဒီ Trump အစိုးရကိုတရားစွဲမဲ့စွဲဖို့ဥဆောင်တဲ့လူကမြန်မာစင်တာရဲ့ဥက္ကဋ္ဌဥယေကြီးမြင့်မိုးဖြစ်နေတယ်ဥယေကြီးမြင့်မိုးဆိုတာကတာမန်လူတော့မဟုတ်ပါဘူးသူ့မှာပညာရေးအစကသူ့ရဲ့ background ကတော်တော်လေးကောင်းတယ်လို့ကျွန်တော်ကြားရတယ်ပေါ့နော်သူကဥယေဥယေကြီးမိုးကကဘာချို Ivy League Cornell University တောင်မှ Public Administration နဲ့ Mahaboy ကိုတက်ရောက်နေတဲ့လူတယောက်ဖြစ်နေတယ်။ Ivy League ဆိုတာကတော့တာမန် you တာမန်လူသားတွေကမတက်နိုင်တဲ့အကြောင်းတွေမှာဖြစ်နေတယ်။ So အဲ့ဒီမြန်မာနိုင်ငံသားတယောက်ပေါ့ဦးရည်ရည်မူဆိုတာကအဲ့ဒီကဘာကျော်မှာလုံးဝအဒါကအမေရိကန်နိုင်ငံကျော်မဟုတ်ဘူးနော်။နိုင်ငံကျော်မဟုတ်ဘူးကဘာကျော်ဖြစ်နေတယ်။လုံးဝချမ်းသာတဲ့လူတွေလုံးဝပညာရှင်တဲ့လူတွေတက်နိုင်တဲ့အကြောင်းပါပဲ။ နာမည်ကြီးရအဲ့ဒါကြောင့် Ivy League လို့ခေါ်ကြတာပေါ့ Ivy League Cornell University မှာအဲ့ဒီဦးရင်ရင်မိုးက Public Administration နဲ့မဟာဘုတ်တက်နေတယ်တဲ့ဒါကသူ့ရဲ့ background ဒါတော့မကဘူးသူက Syracuse University Law School မှာလေဥပရေပါရကူရရှိခဲ့တဲ့လူတယောက်တက်ရောက်နေတဲ့လူတယောက် sorry ဥပရေပါရကူတက်ရောက်နေတဲ့လူတယောက်ဖြစ်နေတယ်တဲ့ဆိုတော့ America ရဲ့စစ်တပ်ကသူနဲ့အခြား ပညာရေးဘွဲ့များစွာကိုရရှိထားတဲ့လူတယောက်ဖြစ်နေတယ်။ဆိုတော့ဒီလူကတာမန်လူတော့မဟုတ်ပါဘူး။သူ့မှာပညာရေးအပြည့်ရောရှိတယ်ပေါ့နော်။အတွေ့အကြုံအပြည့်ရောရှိတယ်။သူ့ရဲ့ပညာရေးနောက်ခံတွေ၊သူ့ရဲ့အာ legal resources တွေပြီးတော့တခြားလွှတ်တော်အမတ်အကူအညီနဲ့ပဲပေါင်းပြီးမှ Trump အစိုးရကိုတရားစွဲသွားမှာပါ။ဒုတိယထေးဆွဲမှာမဟုတ်ဘူး။ဂျန်နဲ့သူ့ကိုကူညီတဲ့ legal team တွေလည်းရှိတယ်။သူ့ကိုကူညီမဲ့လွှတ်တော်အမတ်တွေလည်းရှိတယ်တဲ့။ so လူအပ်လို့ရှိရင်အခုက federal court မှာဘ ഹു စုရရဲ့ဒီတရားရုံးမှာတရားဆွေးဖူးလုပ်နေတယ်တကယ်လို့များလူအပ်လို့ရှိရင်တဲ့ supreme court မှာပေါ့တရားရုံးရဲ့အမင်းဆုံး supreme court မှာလေအထီးရင်ဆိုင်ပြီးမှတိုက်ခိုက်ဖို့ပြင်ဆင်ထားတယ်လို့သိရတယ်ဆိုတော့ဟုတ်တယ်ဖြစ်နိုင်မှာလားဆိုတော့မေခွန်းထုတ်စရာတော့ဖြစ်နေတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အရင်ဆုံးဆွေးနွေးပြီးမှတကယ်ပဲဖြစ်နိုင်မလားဆိုတော့နောက်ဆုံးမှပြောမယ်ကဲဂျာက ကျွန်တော်အခြေခံအဖြစ်ဦးရဲ့မူးဆူတဲ့အကောင်ဆောင်တယောက်ရဲ့သူ့ရဲ့ background သူ့ရဲ့ပညာရေးသူ့ရဲ့အရေးချင်းအဲ့ဒါတွေပါဒါဆိုရင်တော့ကျွန်တော်အစ်နှစ်သွားရအောင်အစ်နှစ်ကတော့ဘာကြောင့်တရားဆွေးခဲ့တာလဲဆိုရက်အကြောင်းကိုကျွန်တော်သွားကြည့်ရအောင် Donald Trump အစူရကလူဝင်မှုအကြီးကျယ်ရေမောဝါဒအစ်စ်တွင်ထုတ်ထားပါတယ်နော်ဒါတွေအားလုံးကိုပြစ်တော်တော်များများကတော့သိရှိပြီးသားဖြစ်နေတယ် ဆိုအဲ့ဒီကိစ္စကိုကျွန်တော်အခုတရားဆွေးရတဲ့အကြောင်းရင်းကပေါ့နော်အမေရိကဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဒီစေဥပဒေနဲ့မကိုက်ညီဘူးဆိုပြီးမှတရားဆွေးမယ်တဲ့အဲ့ဒါတော့ဒါကအချက်တီအချက်နံပါတ်2ကနိုင်ငံတကာလူအခွင့်အရေးစမ်းချိန်စမ်းနှုန်းတွေနဲ့လေမကိုက်ညီဘူးတဲ့အချက်2ဒါကြောင့် Trump ရဆူရနဲ့ USCIS ကိုတရားဆွေးမယ်ပေါ့အချက်3ကိုကြည့်နေမယ်ဆိုရင်တော့စစ်ဘေး အနာရှင်ဘေးကနေအမေရိကကိုခိုလှုံလာကြတဲ့မြန်မာနိုင်ငံသားတွေရဲ့မြန်မာနိုင်ငံသားတွေအတွက်တရားမျှတမှုနဲ့လုံခြုံမှုကိုထိခိုက်စေတယ်တဲ့အဲ့ဒီအချက်၃တွေကြောင့်ချော့အစုရောက်ကိုတရားစွဲမှာဖြစ်ပါတယ်နော်အများသောအဖြစ်တော့ဒီအချက်၃ကကျွန်တော်နိုင်ငံသားအတွက်တော့အရေးကြီးဆုံးဖြစ်နေတယ်ကျွန်တော်မြန်မာနိုင်ငံမှာခင်ဗျားတို့ကြည့်တဲ့အတိုင်းပါပဲပီရီစစ်တွေဖြစ်နေတယ်အဲ့လိုဖြစ်နေတဲ့ချိန်ကြီးမှာစစ်ကောင်စီရဲ့နော်ရစ်ဆက်ကြံကြုတ်မှု ဒဏ်ကနေထွက်ပြီးလွတ်မြောက်နေတဲ့လူတွေအများကြီးရှိတယ်ပေါ့ဗျာအဲ့လိုမျိုးကျွန်တော်တို့နိုင်ငံပြည်ပခါဖြစ်နေတဲ့အချိန်ကြီးအယံပြဿနာတွေများနေတဲ့အချိန်ကြီးကျွန်တော်တို့လူတတော်များများကအစ်စ်ဘေးရှောင်နေတဲ့အချိန်ကြီးမှာ အခုလိုမျိုးအမေရိကကလူဝိမှု ကြီးကြပ်ရေးနဲ့သူ့ရဲ့ policy မူဝါဒတွေကမြန်မာနိုင်ငံသားတွေအတွက်တရားမျှတမှုနဲ့လုံခြုံမှုကိုတွားထိခိုက်စေတယ်အထူးသဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတွက်ပူဆူးစေတယ်ပေါ့ဗျာခင်ဗျားတို့လည်းတည်တိုင်းပါပဲပေါ့နော်ဆိုတော့ဒါရင်အားဒါရင်အားလုံးကြောင့် Trump ကိုတရားစွဲမယ်တဲ့ဆိုတော့ Trump အစုရတရားစွဲရတဲ့အကြောင်းရင်းကအဲ့ဒီတုံးချက်ပါတယ်ပေါ့ဆိုတော့ဘသူရင်းနဲ့လုံပါလေဒီတရားစွဲမှုကဘသူရင်းနဲ့လုံပါလေတရားစွဲဖို့ကကြည့်ကြည့်အောင်ဆိုတော့ဦးရဲ့ရင်မိုးကတော့ဥဆောင်သွားမှာပါဒါပေမဲ့အထက်လွတ်တော်အမတ်တချို့ကသူ့ကိုဂုဏ်ကြီးမယ်တဲ့အထက်လွတ်တော်အမတ်တချို့ကပူပေါင်းပြီးမှသူ့ကိုဂုဏ်ကြီးမယ်ပေါ့ပြီးတော့ဥပရေဒီဥပရေပညာရှင်အဖွဲ့အစည်းတွေနဲ့လည်း သူ့ကိုအချိန်ညံပေးပြီးမှပူပေါင်းပြီးမှအဆောင်ရွက်ပေးမယ်တဲ့တော့ဥပဒေပညာရှင်တွေ legal team တွေ legal resources တွေပြီးတော့ဗာလဲအထက်လွတ်တော်အမတ်တချို့တွင်ကသူ့ကိုပူပေါင်းပြီးမှပါဝင်ပြီးမှအကူအညီပေးမယ် Trump အစုရတရားစွဲဖို့ရအတွက်ပေါ့နော်အဒါရင်ကဘသူရင်ကကုငီပေးမှာလေဘသူရင်ကဘာလို့ပေးမှာလဲဆိုတော့အဒါနံပါတ်7ပေါ့အချက်လေးကြည့်အောင်အချက်လေးက Trump အစုရဘာလို့လိုက်တယ်လဲဘာကြောင့်အခုလူမျိုး Trump အစုရကိုတရားဆွဲတာလဲ နောက်ခံအကြောင်းရင်းကိုကျွန်တော်ဆွေးကြည့်အောင်ကြည့်ကြည့်အောင်တော့တရားဆွေးရတဲ့အဓိကအကြောင်းရင်းကတော့နှစ်ခုရှိပါတယ်အားလုံးတည်ပြီးသားတဲ့အတိုင်းပါပဲ trap အစူရက TPS temporary protected status ကိုရုပ်သိမ်းပလိုက်တယ်ယာယီခလုံးမှုကိုရုပ်သိမ်းပလိုက်တယ်ဆိုတော့ကျွန်တော်မြန်မာနိုင်ငံသားတွေအတွက်ယာယီအကာအကွယ်ပေးမှုလို့ခေါ်နေတဲ့ TPS ကို November လကုန်မှာရုပ်သိမ်းတော့မှာ အချိန်ကကျွန်တော်တို့ရက်ပေါင်းရက်ပေါင်း60အချိန်ရတယ်ပေါ့နော်ကျွန်တော်တို့က November November လောက်ကောင်လောက်ဆိုတော့ပြီးဆုံးသွားတော့မှာတဲ့အခုက November အခုဒီစင်မှာတော့ပြည့်နေပြီပေါ့နော်ဆိုတော့ကုန်ကုန်ဆုံးသွားပလားတော့မတည်သေးဘူးနော်အခုကုန်ဆုံးသွားပလားအတိလို့ comment မှာဝင်ဝင်မကြပေါ့နော်ဆိုတော့ကျွန်တော်တို့ကရက်ပေါင်း60လောက်ပေးရတယ်မြန်မာနိုင်ငံတောင်းတဲ့အတွက်ပေါ့နော်ဆိုတော့အဲ့ဒီရာရီအကာရာရီအကာခွေပေးမှုကိုအစုရကရုပ်သိမ်းတော့မှာ TPS က အဲ့ဒါကြောင့်တရားစွဲမှာနံပါတ်1နံပါတ်2ကနိုင်ငံရေးခုလုံးမှုကိုပါသူကရေးဆိုင်ထားတာထရမ့်အစုအယက Okay လူရင်းကထရမ့်အစုအယအနေနဲ့ဒီ TPS ကိုရုပ်သိမ်းရင်တောင်မှကိစ္စမရှိဘူးပေါ့ဗျာမဟုတ်လားကိစ္စမရှိပါဘူးဒါပေမဲ့ဒီလူရင်းက asylum seeker လို့ကျွန်တော်ခေါ်နေတဲ့နိုင်ငံရေးခုလုံးခွင့်ကိုရှောက်လို့ရတယ်နိလာရှိပါတည်းဆူမှာ လူတွေက alternative ပေါ့တခြားနည်းလမ်းကိုရှာနေကြတယ်လေပြဿနာတစ်ခုပါလဲဆိုတော့ Afghanistan နိုင်ငံသားကတနောက်တွင်ပြဖောက်ပြီးမှအမေရိကတပ်သားနှုတ်ကိုတပ်ဖြတ်လိုက်တာတဦးတက်သွားတယ်တဦးကတော့စေယုံမှာရောက်ပြီးမှအသက်ရှင်သေးတယ်ပေါ့နော်ပြီးတော့ဆိုမာလီယာဒုက္ခသည်တွေကပြဿနာရှာတယ်ဒီနှစ်ခုပြဿနာကြီးကထင်ထားတာအထက်ပူပြီးကြေပြတ်လာတယ် အဲ့ဒါနဲ့မရှုပ်တယ်ကွာ TPS တာမဟုတ်ဘူးပေါ့ကျွန်တော် asylum seeker နိုင်ငံရေးခုလုံခုကိုပါကျွန်တော်ရက်တက်မယ်ဆိုပါနောက်ထပ် Trump အစုအယကပြန်လုတ်တယ်ဩပူဆိုးသွားတာကပါလေဆိုတော့ green ကကန်ဆောင်ကန်ဆောင်ထားတဲ့လူတွေတောင်မှတဖန်ပြန်နေပြီးမှ interview ပြန်လုတ်မယ်ဆိုပြောလာကြတယ်ဘာဖြစ်လို့လဲဆိုတော့ဆိုမာလီယာဒုက္ခသည်တွေကဒေါ်လာတန်းနဲ့ချီပြီးမှအစုအယထံကနေ ငွေလင်လေမှုလုပ်တယ်ဆိုပြောလာကြတယ်အာပူဆူသွားတာပေါ့ပထမမှာတော့ TPS ပဲပိတ်မယ် TPS ပဲရုပ်သိမ်းမယ်ဆိုမှသတင်းတွေထွက်ထားတာနော်ပြည်သက်တို့အားလုံးသိပြီးသားကိစ္စအော်ကိစ္စမရှိပါဘူးပေါ့ကွာ TPS ဆိုတာကယာယီခလုံခွန်ပဲဖြစ်တယ်အစခရိကနဲ့ temporary ဖြစ်နေတယ်ယာယီဆိုတာအားလုံးသိပြီးသားဖြစ်နေတယ်ပေါ့ဗျာအော်ယာယီပဲပေါ့ကိစ္စမရှိပါဘူးသိရင်တော့မှကျွန်တော်တို့မြန်မာနိုင်ငံသားတွေတော်တော်မျိုးလင်းချက်ရှိပါသေးတယ်နော်ဒီနေ့ဒီဘာလဲနိုင်ငံရေးခလုံခွန်လုပ်မယ်ပေါ့ အဲ့လိုမျိုးရွေးချယ်စရာလမ်းတော့ရှိသေးတယ်ဆိုမှကျွန်တော်တို့မျိုးလင်းချက်တွေရှိသေးတယ်ကွာဥပဒေချွန်းကျင်သူတွေနဲ့လည်းချိတ်ဆက်လို့မယ်ရှောက်မယ်ဆိုမှမျိုးလင်းချက်ရှိသေးတယ်ကွာအခုကအဲ့ဒီမျိုးလင်းချက်ကိုပါပိတ်သွားတာထရမ့်ကလည်းဆိုတော့မြန်မာနိုင်ငံသားတွေကအဲ့ဒီနိုင်ငံရေးခုလုံခွင့်ရှောက်လို့အစ်စ်တွေကိုထရမ့်ကယာယီရဆိုင်တဲ့ခါကျတော့ရှောက်လို့မရတော့ဘူးဒါဆိုတော့ဘလူပဲဖြစ်ဖြစ်ကျွန်တော်အဲ့ဒီမြန်မာနိုင်ငံသားတွေကပြန်ရမယ့်အနေထားတွေဖြစ်လာတယ် လူ3000ကျော်4000ကျော်နီးပါးလောက်ပေါ့အဲ့ဒီရှောက်ထားပြီးသားရှောက်လောက်ကိုလည်းပြန်လေးစစ်ဆေးမှုလို့မယ်တဲ့ပြန်လေးစစ်ဆေးမှုမလို့မချင်းရဆိုင်သွားမယ်ဆိုမှထရမ့်ဆူရကပြောလာတယ်ဆိုမြန်မာနိုင်ငံသား4000ကျော်ကဂျားရီကညက်သွားတာပြည်သူတွေကဆိုတော့အခုလိုမျိုးမြန်မာရောက်နိုင်ငံသားကျွန်တော်တို့အမေရိကရောက်မြန်မာနိုင်ငံအဖွဲ့တွေကထရမ့်ဆူရရဲ့လုပ်ပုံကိုဒီတိုင်းတာဆိုမဖြစ်ဘူးပေါ့ကျွန်တော်တို့တခုခုလုံးမှဖြစ်မယ် ဆိုပြီးမှသူ့ကို Trump အစုရရဲ့ USCIS ကိုတရားစွဲဖို့အခုလိုမျိုးဆုံးဖြတ်သွားတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကိစ္စကြီးကတကယ်ပဲအောင်မြင်နိုင်မလားအမြင်တွေတော့အများကြီးရှိလာတယ် BBC တို့ခင်ဗျားတို့ဖတ်ရင်သိမှာပါနော် BBC တို့ကြားတဲ့မြန်မာသတင်းတွေကလည်းအများကြီးဖော်ပြထားတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမှာပေါ့နော်ဆိုတော့အမြင်မှာအဲ့ဒီတရားဆွေးမှုကတရားဆွေးမှုကြီးကအောင်မြင်နိုင်မလားဆိုတာမေးခွန်းတွေဖြစ်လာတယ်ပေါ့နော်ဆိုတော့ US IRD အဖို့ရဲ့ရေမှတ်ချက်ရှိတယ် by the way ဒီဦးတခြားလာတို့နာမည်ကပါလဲအဲ့ဒီဦးကို sorry အဲ့ဒီကူရေရစ်မူပေါ့ကူရေရစ်မစ်မူပေါ့ကူရေရစ်မစ်မူကိုခုန U USIRD အဖို့နဲ့ပဲပူပေါင်းပြီးမှ Trump ကိုတရားစွဲမယ်ပေါ့သူတို့ရဲ့ရေမှတ်ချက်ကတော့တရားစွဲပြီးရင်မြန်မာနိုင်ငံအတိုင်းအဝိုင်းကိုနိုင်ငံရေးအရာပေါ့နော် တော့ PR ခွဲခြားဆက်ဆံမှုကနေကာကွယ်ပေးမယ်ပေါ့ဗျာတနည်းအားဖြင့်ပြောရမယ်ကျွန်တော်တို့မြန်မာနိုင်ငံတောင်းတွေကိုအကာအကွယ်ရအောင်တရားစွဲပေးမယ်ပေါ့တနည်းအားဖြင့်ပြောရမယ်မြန်မာနိုင်ငံတောင်းတွေကိုအမေရိကမှာဆက်လက်ပြီးနေထိုင်ဖို့ရတရားစွဲပေးမယ်ပေါ့တော့တချို့လူကဒါတွေကိုအောင်မြင်နိုင်ချေရှိတယ်လို့တုံးတက်တဲ့လူတွေနေရှိပါတယ်မြန်မာနိုင်ငံရဲ့အခြေအနေကိုကြည့်ပြီးမှပေါ့နော် US ကမြန်မာနိုင်ငံသားကို exceptional ပေါ့အော်သူတို့ကိုရောနားပေးနားလေပေးလို့ရတယ် ဆူတဲ့အခြေအနေကိုမြန်မာနိုင်ငံအခြေအနေကိုကြည့်ပြီးမှနားလည်ပေးလို့ရတဲ့အခြေအနေဖြစ်နိုင်ခြေရှိတယ်ဆိုမှတချို့လူတွေကတော့မျှော်လင့်ချက်တွေရှိနေတယ်ဒါပေမဲ့တချို့လူတွေကတော့အဲ့ဒါကိုတန်တရာရှိနေတယ်ဒိုနယ်ထရမ့်ကြီးကိုတရားစွဲရင်တောင်မှတဲ့ဒိုနယ်ထရမ့်ကသူ့ရဲ့မူဝါဒတွေကိုပြောင်းလဲသွားဖို့ဆိုတာဖြစ်နိုင်ချေအရန်နေတယ်တဲ့မဖြစ်နိုင်တော့ဘူးပေါ့တနည်းပြပြောရမယ်ဆိုတော့မဖြစ်နိုင်တော့ဘူးပေါ့ဆိုတော့အောင်မြင်နိုင်ပေါ့မလားဖြစ်နိုင်ပေါ့မလား ဆိုတော့မေခွန်းတဲ့မှာအဖြေနှစ်ခုပဲရှိတယ်တစ်ခုကတော့ Trump ကတော့သူ့ရဲ့ policy ကိုရပြီသူကလုတ်ပြီးသား policy ကိုပြန်ပြောင်းတာမျိုးမရှိဘူးပြောင်းဖို့ဆိုတာဒီသူ့ရဲ့ chance ကပေါ့အောင်မင်းမှုဆိုအနေအနေချင်းမရှိတယ်ပေါ့ဒါပေမဲ့တချို့ကပါလေဒါကကောင်းပါတယ်အောင်မင်းနိုင်ချင်ရှိပါတယ်မြန်မာနိုင်ငံအခြေအနေမှာအခုကျွန်တော်တို့မြန်မာနိုင်ငံအခြေအနေကပူဆူးတယ်အလွတ်တော်အမတ်တွင်ကလည်းတည်နေတယ်ဒေါ်နယ်ထရမ့်အချမ်ပီပောက်ကူလူတွင်ကလည်းကျွန်တော်တို့မြန်မာနိုင်ငံအခြေအနေကိုတည်နေတယ် ဆိုတော့မြန်မာနိုင်ငံသားတွေအတွက်တော့ဒါကို exception exceptional ဖြစ်နိုင်ချေရှိပါတယ်အထူးဦးစားပေးအနေနဲ့เนาะအခွင့်အရေးတွေပြန်ရနိုင်ချေရှိပါတယ်အစပမာပြောင်းလဲချက်တွေရှိပါတယ်ဆိုတော့ဒီနှမျိုးပဲရှိတယ်မအောင်မြင်ဘူးပြောင်းလဲချက်တွေရှိတယ်အောင်မြင်နိုင်ချေရှိတယ်ဒီနှမျိုးပဲအဖြေရတယ်เนาะဆိုတော့အခြေခံအားဖြင့်ကျွန်တော်ချုံငုံပြီးမှပြန်ပြောရမယ်ဆိုတော့မာကြောင့်တရားဆွေးခဲ့တာလေဆိုတော့အစုရရဲ့ less less policy ဟာအမေရိကရဲ့အခြေခံဥပဒေ constitution constitution နဲ့မကိုက်ညီဘူးနိုင်ငံတကာလူအခွင့်ရေးစံချိန်ဆန်းလုံးတွေကိုလည်းချူပေါက်နေတယ်ပြီးတော့မြန်မာနိုင်ငံမှာစစ်ဘေးရှောင်တွေအများကြီးရှိနေတယ်အနာရှင်ဘေးကြောင့်ဒုက္ခရောက်နေတဲ့အမေရိကရောက်မြန်မာနိုင်ငံသားတွေအများကြီးရှိနေတယ်သူတို့အတွက်လုံခြုံမှုပေးမှဖြစ်မယ်ဒါမှမဟုတ်ဘူးဆိုတော့အနာရှင်ဘေးရှောင်နေတဲ့လူတွေအားလုံးသူတို့ရဲ့ဘဝလုံခြုံရေးကိုထိခိုက်နိုင်ခြေရှိတယ်ဆိုပြီးမှတရားဆွေးတဲ့အကြောင်းရင်းဖြစ်ပါတယ်ပေါ့ ဆိုဘလူပဲဖြစ်ဖြစ်ကြီးရှုသူအနေနဲ့ဒီကိစ္စအကြီးကိုအောင်မြင်နိုင်မလားမအောင်မြင်ဘူးလားဆိုတာကိုပိုင်သုံးသက်ချက်လို့လို့လို့ရပါတယ်နော်ကိုပိုင်သုံးသက်ချက် comment မှာဝင်ရကြပါအောင်ပေါ့နော်ကျွန်တော်ပထမမှာတော့အရန်ကိုမျှော်လင့်ချက်ရှိတယ်လို့ခန်းစားမိတယ်ဗောဗျာဘာဖြစ်လို့လဲဆိုတော့ TPS ပဲကျွန်တော် okay အခုနကျွန်တော်ပြောတဲ့မြတ်အရာအလုံးက facts တကယ် factory ပကတိတွေပဲပြောပြတာပါအခုကျွန်တော်ပြောပြတော့အခုကျွန်တော်ပြောမယ့်ဟာက အတွေးအခေါ်အမြင်လေးကိုပြောပြတာပါနော်ခုနကျွန်တော်ပြောသမျှအားလုံးက facts ဖြစ်နေတယ်ကျွန်တော်တွေးခေါ်လေးမဟုတ်ဘူးအမြင်လေးမဟုတ်ဘူးအရှိကိုရှိတိုင်းပြောပြတာအခုကျွန်တော်ပြောပြောစာကအတွေးခေါ်အမြင်လေးပေါ့ပထမမှာတော့ TPS ဖြတ်တာကတော့ရုပ်သိမ်းတာကတော့တိတ်ပြီးကျွန်တော်မြန်မာနိုင်ငံအတွက်အလောက်ထိစိတ်ညစ်ပြီးမှစိတ်တကျဆံမလူဘူးလို့ခံစားမိတယ်ပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့ချက်ချင်းပဲနော်ဒီ migrant lawyer ကိုငှားပြီးမှ asylum seeker shout shout ယုံပဲပေါ့နိုင်ငံရေးခွလုံခွေး shout ယုံပဲပေါ့ဆိုတော့ကျွန်တော်ကတွေးထားတယ်ပေါ့အဲ့လိုပဲဒီဥပဒေပညာရှင်တွေကလည်းပြောနေကြတယ်ပေါ့ဒါပေမဲ့ခက်တာတစ်ခုကအမေရိကန်နိုင်ငံမှာအဲ့ဒီဒုက္ခသည်တွေက အမေရိကအစုရဆိုမာလီယာဒုက္ခသည်တွေကအမေရိကအစုရထံမှာဖက်ဆံတွေတိတ်နေချီပြီးမှတားနေချီပြီးမှလင်လေခဲ့တယ်အာဖရိကန်စနိုင်ငံသားကတနတ်တွေပြစ်ဖောက်ပြီးမှပြက်နာတွေရှာခဲ့တယ်ပြီးတော့ texas မှာ african descent ဒုက္ခသည်တယောက်ကလည်းဘုံကျင်းမဲ့ချိချောက်လို့လို့တယ် ဒါရီအားလုံးကိုပူပေါင်းပြီးမှထရမ့်မဆူရကအော်မဖြစ်တော့ဘူးပေါ့ဒါကကျွန်တော်တို့အမျိုးသားလုံးချုပ်ငြိကူပါအထိခိုက်လာတယ်ဆိုတာပြောလာကြတယ် National Security ဆိုပါအကြောင်းပြချက်လို့လုပ်လာတယ်အေး TPS ကနေ base တက်သွားတာလည်းတည်လာ TPS ကနေ asylum ရှောက်တဲ့လူမှန်တမြနိုင်ငံရေးခွန်လုံးကိုရှောက်တဲ့ရှောက်တဲ့လူမှန်တမြသူတို့ရဲ့ process အားလုံးကိုရက်ဆိုင်ပလိုက်တာဒါတော့မကဘူး base ရောက်သွားလဲဆိုတော့ green card green ကကင်ထားတဲ့ရှောက်တဲ့လူမှတမျှကိုလည်းရဆိုင်ထားတာနော်ပြီးတော့ဘာလို့ဆက်ဖြစ်သေးလဲဆိုတော့ Biden ကဒုံကဝင်လာတဲ့လူမှန်တမျှအမေရိကမှာဝင်လာတဲ့လူမှန်တမျှ2021ကနေ2025အထိဝင်လာတဲ့မှန်တမျှအကုန်လုံးကိုပြန်စစ်ဆေးမယ်အဲ့လောက်အထိတောင်ဖြစ်သွားတာနော်ပထမအဆင့်က TPS ပဲရှိတယ် TPS ကနေအဆင့်3 4 5 6အထိတက်လာတာဒါရင်းအလုံးကပြဿနာ ဒီတိအစင်6တိတောင်တက်သွားတဲ့အစင်6တိတောင်ဒူးပူတဲ့လူတွေကဘာတူလဲဆိုတော့အာဖဂန်နစ္စတန်နိုင်ငံသားတွေဆိုမာလီဒုက္ခတွေတွေကြောင့်ခုလိုမျိုးဒုက္ခကပူပြီးမှကြီးထွားလာအောင်ဖန်တီးထားတာပေါ့သူတို့ကအဲအဲ့ဒီမှာကျွန်တော်တို့ကလည်းပါနေတယ်အခုဆိုတော့ထရမ်အစူရကပထမမှာနော်ဒီ travel ban ကစကူးနိုင်ငံပဲလောက်တာနော်အခုက30ကျော်လာတယ် မနေ့ကဒီနေ့ကအစ်စ်တွင် Trump အစိုးရကမိတ်ဆက်လာတယ် travel ban တုံးစင်းနိုင်ငံကျော်သူတို့ကို travel ban လုပ်ပလိုက်တာအလောက်ထီတော့သူတို့ရဲ့အကြောင်းပြချက်ကပါလဲဆိုတော့အမျိုးသားလုံးချုပ်ရဲ့ national security ရဲ့တော်ပြီဆိုတော့မြန်မာနိုင်ငံသားတွေအတွက်လက်ဒီတခါတော့တော်တော်လေးကိုအာစိတ်မချမ်းမသာဖြစ်ရတယ်ပေါ့နော်လုံးဝကိုစိတ်မချမ်းမသာဖြစ်ရတယ် ဘာဖြစ်လို့လဲဆိုတော့မြန်မာနိုင်ငံသားတွေတော်တော်အော်အခွင့်အရေးတွေရှိနိုင်ချေရှိပါမျိုးရင်းချက်တွေရှိပါသေးတယ်ဆိုမှကျွန်တော်တို့ကကွာမျိုးရင်းအရန်ကိုမျိုးရင်းသေးတယ်ကွာအခုကအဲ့လိုမျိုးဖြစ်သွားတာဆိုအကုန်လုံးပိတ်သွားပြီဆိုတော့တော်တော်လေးတော့ရင်ကျက်ရတယ်ရင်တုံရတယ်မြန်မာနိုင်ငံသားတွေပေါ့အရင်ကျက်တယ်ပေါ့နော်ဆိုတော့ဘလူးပဲဖြစ်ဖြစ်အထရပ်အဆူရကိုတရားဆွဲမဲ့အဖွဲ့တွေကဘလူးဘလောက်ထိတရားဆွဲနိုင်မှာလဲဘလောက်ထိလိုပြီးလုပ်နိုင်မှာလဲဘေးတိုင်းတာထိလုပ်မှာလဲဆိုတော့လုပ်နိုင်မှာလဲဆိုတော့စောင့်ကြည့်ဖို့ပဲလိုအပ်ပါတယ်ပေါ့နော်